နောက်ထပ်ပွဲစဉ်တစ်ပွဲကိုပွဲချက်သုံးသပ်ရမယ်ဆိုရင်တော့ Blancia နဲ့ Sibila တို့ပွဲစဉ်ဖြစ်ပါတယ်။ဒီပွဲစဉ်မှာဖွင့်ထားတဲ့ body ကြီးကတော့ Blancia အသင်းက level 50ရှုံ၊ဘောင်းနှလုံး30ရှုံဖွင့်ထားတွေ့ရပါတယ်။ဆရာအနေထားကိုကြည့်မယ်ဆိုရင် Blancia အဆင့်74မှာရှိတဲ့34မှာသူ့ရဲ့အောက်မှာ Girona 34 Espanyol 30နဲ့ဆိုမှာအဆင့်ရက်တင်ရပါတော့။ဒါတန်းစင်းဆောင်တက်နေတဲ့အတွက်တိုက်ပွဲဝင်နေတဲ့သဘောမျိုးပါပဲ။ စီဗလာတင်းအောင်ချိန်မှာဆိုရင်စီဗလာအဆင့်36ပေါ့နော်ဒါတန်းဆင်းဆောင်ထဲမှာပဲရှိတယ်လို့ပြောရမှာပေါ့နော်ဒီ area တွေကမလွတ်သေးဘူးပေါ့ဗျာရမ်းမ40အနည်းဆုံးလို့ပဲဗျာတန်းဆင်းဆောင်ကလို့ပို့ဆိုရင်ပေါ့နော်ဒီနှစ်တင်းရဲ့ပထမအကျော်တော့ငါတို့11ဆိုတဲ့ရလာနဲ့စီဗလာဘက်မှာချထားတာတွေ့ရတယ်လက်ရှိကျွန်တော် blender အတင်းရဲ့ဒါဆော့ထားတဲ့လာလီကငါးဘွဲကြည့်မယ်ဆိုရင်တောင်းဘွဲနိုင်နှစ်ဘွဲတည်းရှောင်းဘွဲမရှိတော့ဘူးเนาะတိုက်စစ်ကောင်းတယ်ခံစစ်ကလည်းဘူးတွေပြရတွေ့ရပါတယ်စီဗလာအတင်းရလက်ရှိ ငါးဘွဲကိုကြည့်မယ်ဆိုရင်တော့အတော့ဘွဲရှုံတဘွဲနိုင်တဘွဲတည်ရပေါ့ဗျာနိုင်ထားတာရူရဲဆိုစီတက်ကိုနိုင်ထားတယ်တည်ရကတော့ဘယ်လကန်ကိုဆုံးအဆော့ထားတာပေါ့နော်ဒါဆိုစီတက်ကိုနိုင်ပြီးတဲ့နောက်ပိုင်းသူတို့၃ဘွဲသက်တောက်ဆော့ရှုံသွားတယ်ပေါ့နော်အတင်းကြီးတွေဖြစ်တဲ့ဘက်ဒစ်တို့အတလီတီကိုမက်ဒရစ်တို့နဲ့သူတောက်ဆော့တွေ့သွားတယ်ပေါ့ဗျာ၃ဘွဲသက်ရှုံထားတယ်တွေ့ရတယ်ပေါ့နော်ဆိုဒီမှာတော့နှစ်တင်းစလုံးလည်းရမတေလုံးနဲ့ကြာတာပေါ့နော်ဒီနှစ်တင်း head to head မှာဆိုရင်နောက်ဆုံးတွေ့ထားတဲ့၅ချိန်မှာဆိုရင်၄ချိန်တိတိတောင် go out ကြာထားတာတွေ့ရတယ်ပေါ့နော် ဒါနိုင်ဂျီကြီးမှဆိုလို့ရှိရင်เนาะဘလန်စီယာတင်းကဒီဇိုင်းနိုင်တာတွေ့ရတဲ့စီဗီလာတင်းကဒီဇိုင်းနိုင်တာဂျာနဲ့၃ဂျင်ရတည်ကြီးကြထားလဲတွေ့ရတာပေါ့နော်ဒီနဲ့တင်းရနိုင်ဂျီယာတော့မှာတော့ဘလန်စီယာ44စီဗီလာ29ဆိုမှပေးထားတာပေါ့နော်ဒီဆိုပေါ့ဂျီဒီမှာကြီးမှဆိုရင်ဝိုင်းစပန်ကဖွင့်ထားတယ်မင်းနဲ့ပိုးစားတော်တော်ဖြစ်တော်တော်မှာဖြစ်မဲ့တင်းပေါင်း၉ပေါင်းကြီးရတော့အများဆုံးကျွန်တော်နှလုံးကပဲဖြစ်မဲ့ဆိုတော့ဂျီတော့ဖွင့်ထားတယ်ပေါ့နော်ပြီးတော့ နစ်ကိုစရာတော်တော်မှာဘလန်စီယာတင်ရအများဆုံးတစ်လုံးလောက်ရရှိမှာဖြစ်ပြီးမှစီဗီလာတင်လည်းတစ်လုံးလောက်တော့ရသွားမယ်ဆိုတော့ခြေတော့ဖွင့်ထားတယ်ပေါ့နော်ဆိုတော့ဒီပွဲစဉ်မှာကျွန်တော်ပုံစံတစ်မျိုးနဲ့ချင်းကတ်ထားတာပေါ့နော်စီဗီလာတင်ကာရာဖောင်မကောင်းကျွန်တော်ပြီးတယ်ဘလန်စီယာတင်ကလည်းရမှတ်လို့နေတယ်လက်ရှိကာရာဖောင်လည်းမြိုင်နေတယ်ပေါ့နော်ငါးဝက်ဆက်ကျွန်တော်ရှုံးမှမရှိသေးဘူးပေါ့နော်ကာရာဖောင်အနေထားကြည့်မယ်ဆိုတော့ဘလန်စီယာတင်အများကြီးတန်နေတာကျွန်တော်သိပါတယ်ဒီပွဲစဉ်မှာပေါ့နော်ကျွန်တော်အာစီဗီလာ၃ဝက်ဆက်လည်းရှုံးထားတာဆိုတော့ဒီတပွဲတော့တည်ကြမလို့ကျွန်တော် တောင်းတမိပါတယ်ဗောနော်ကျွန်တော်ယုံကြည်မိပါတယ်ဒီပွဲစဉ်မှာ body မှာကျွန်တော်စီဗီလာထိုးဖို့အချံပေးခြင်းနဲ့ဗောနော်ဂိုးပေါင်းကတော့ကျွန်တော်ဂိုးပေါင်းအောက်ပဲခြိုက်တယ်ဗောနော်ဂိုးပေါင်းအောက်ဝမ်းဝမ်းဆိုတော့ညံလာထွက်လာမလို့ကျွန်တော်ယုံကြည်မိပါတယ်ပွဲစဉ်တစ်ပွဲကတော့ Udinese နဲ့ AC Milan တို့ပွဲစဉ်ဖြစ်ပါတယ်ဒါကတော့ကျွန်တော်တို့ Italy Serie A ပွဲစဉ်30နည်းဖြစ်တယ်ဗောနော်ဒီပွဲစဉ်မှာအဝေးခွင့်အသင်းဖြစ်တဲ့ AC Milan level 90 380ပေါ့ဂိုးပေါင်းကြီးပေးထားတယ်ဗောနော် ဒီနဲ့တင်းရဲ့ဇာအနေထားကိုကြည့်မယ်ဆိုလို့ရှိရင်တော့အင်ရှင်အသင်းဖြစ်တဲ့ဦးဒီနဲ့ကရမ40ရောက်သွားပြီပေါ့ဗျာအဆင့်7မှာရှိတယ် AC Milan အသင်းကတော့အဆင့်9မှာရှိတယ်48မှာပေါ့ဗျာဒါ AC Milan အသင်းကနဲ့ကြိုးစားမှာဆိုရင်ကျွန်တော် Europa Conference League တနေရာဝင်ခွင့်အတွက်ပေါ့နော်ဒါရနိုင်တဲ့ခြေနေလေးတွေမှာတော့ရှိတယ်ပေါ့နော်ဦးဒီနဲ့ကတော့တန်းမစင်တော့ဘူးဆိုတော့သူတို့အဆင်ပြေတယ်လို့ကံမလို့ထင်တယ်ပေါ့နော်ဒီနေ့တင်းရဲ့ပထမအကြောတော့ဆော့သွားတယ် ဝဲဟုတ်ကြည့်မယ်ဆိုရင် AC Milan ကွင်းမှာ AC Milan 1-0ဆိုတဲ့ရလနဲ့နိုင်ထားတာတွေ့ရတယ်လက်ရှိဦးလေးနဲ့အတင်းရဲ့တလီစီးရီ9ဝဲဟုတ်ကြည့်မယ်ဆိုရင်တပွဲနိုင်တပွဲတည်း3ဝဲရှုံးထားပါတယ်နိုင်ထားတာကတော့ပါမာ1-0 Lazio 1-1ပေါ့နော်တည်းဝဲရှုံးတာကတော့ Bologna 1-0 Inter Milan 2-1 Genoa 1-0ဆိုမှရှုံးတာတွေ့ရတယ်ပေါ့နော်နောက်ဆုံးသူရှုံးတဲ့3ဝဲမှာဆိုရင်တကူးပဲထက်နိုင်တာလည်းတွေ့ရတယ်ပေါ့နော် AC Milan အသင်းရဲ့လက်ရှိကျွန်တော်တို့ Italy Serie A 5ဘွဲ့ကိုကြည့်မယ်ဆိုရင်ဒီအသင်းကလုံးဝအတက်ပြန်ဆော့တဲ့အတွက်ခံစစ်ကတော့ပေါက်နေတာတွေ့ရတာပေါ့နော်။နှစ်ပွဲနိုင်တစ်ပွဲတည်းနှစ်ပွဲရှုံးထားတာပေါ့နော်။နိုင်ထားတာကတော့အဝေးကမှလက်ချီ32အင်ကွင်းမှာပုံမူ21တည်ကြတာကတော့ Fiorentina ကတူတူကြတာပေါ့နော်။ရှုံးတာ Lazio ပြီးတော့ Napoli ပေါ့နော်။ဒီအသင်းကခံစစ်လည်းပြောရမှာပေါ့နော်။တောင်းဆိုအသင်းကြီးနဲ့ကြတာတွေ့ရ Napoli ပေါ့နော်။ ဖီယိုရင်တီနာကိုမိုဆိုတဲ့အသင်းတွေပေါ့နော်လာစီယိုဘိုလောညာတောက်ဆောက်ပေါ့နော်လိုချထားတာတွေ့ရပါတယ်ဒီနှစ်သင်းဟတ်တူဟတ်မှာဆိုလို့ရှိရင်တော့ငါးချိန်တွေ့ထားတဲ့ဟတ်တူဟတ်မှာကြည့်မယ်ဆိုရင်ဂိုးဘော်၃ချိန်ကြာထားတယ်ဂိုးအောင်၄ချိန်ကြာထားတာတွေ့ရတယ်ပေါ့နော်အစီမီလန်အသင်းကတော့အာဒါငါးချိန်မှာဆိုရင်၄ချိန်နိုင်ထားတယ်ဘူဒင်းရဲ့အသင်းကလည်းအာအနည်းဆုံးသူတို့လည်း၄ချိန်နိုင်ထားတာတွေ့ရတယ်ပေါ့နော် ဒီနေ့တရနိုင်ဂျီယာနောမှာတော့ဦးတင်းနစ်က26 AC Milan 51ရခိုင်နောဆိုမှာပြထားတွေ့ရပါတယ်။ဒါလည်းမင်းနဲ့60အတွက်တွန်းမှာဖြစ်မဲ့9ပေါင်းကြီးအနည်းဆုံး3လုံးထိရောက်သွားနိုင်တယ်ဆိုတော့ကြီးတော့ဖွင့်ထားတယ်ပေါ့နော်။ပြီးတော့ကျွန်တော်တို့ဒါဦးတင်းနစ်အတင်းအနည်းဆုံး3လုံးလောက်တော့ရရှိသွားမယ်ပေါ့နော်။ AC Milan အတင်းကတော့အနည်းဆုံး2လုံးလောက်တော့ရမယ်ဆိုတော့ကြီးမျိုးဖွင့်ထားတယ်ပေါ့နော်။ ဆက်ဒီပွဲစဉ်မှာတော့ကျွန်တော်ကဘောနော်380 390 390ဆိုတာကိုအောက်ဖြစ်တတ်တယ်အများတယ်ဘောနော်ဒီပုဂ္ဂိုလ်ကောင်းကြီးတွေကိုအောက်အများအဖြစ်ကိုအောက်ဖြစ်တယ်ဘောနော်ဆိုကျွန်တော်ဒါဦးဒီနစ်ကိုချိမယ်ဆိုဦးဒီနစ်ကလည်းအခုကတည်တဲ့အတိုင်းပဲသူကရမှလည်း40ရပါပြီသူ့မှာဘာမှဟိုမရှိတော့မျောလင်းချက်မရှိဘူးကံငယ်တော့ကံမလားဒါတော့မသိဘူးလေနော်ဆိုအေစီမီလန်လည်းရမှတ်လို့နေတယ်ဗောနော်နိုင်ဖို့တော့တော်တော်လေးချက်ချင်းမှန်လို့ဆိုတာကျွန်တော်သိတယ်ဗောနော်ဒီပွဲစဉ်မှာကျွန်တော် ီတောင်းလုံး80ဂိုးပေါင်းကြီးအောင်ပါဘောနော်ကျွန်တော်ဂိုးပေါင်းအပေါ်ပဲကျွန်တော်ထိုးဖို့အချံပေးခြင်းနဲ့ဘောနော် body မှာကတော့ကျွန်တော် level 90ရှုံး AC Milan ကြီးကတော့များလာတော့တအားများတယ်ဘောနော် body ကပပလေးရရင်ရိုက်ကြည့်ဘောနော်အဓိကဂိုးပေါင်းအပေါ်ထိုးကြည့်ဖို့အချံပေးခြင်းနဲ့ဘောနော်ပွဲစဉ်တပွဲကပင်တလီဘူးဘောနော် Lance နဲ့ Rams တို့ပွဲစဉ်ဘောနော်ဒီပွဲစဉ်မှာ Ancient Land က level 39ပေါင်းကြီးရနှလုံး90ရှုံးပြထားတာတွေ့ရတယ်ဘောနော်ဆရာအနေထားကိုကြည့်မှဆိုရင် Lance ကအဆင့်940နံပါတ်ရှိတယ်သူ့အပေါ်မှာ Brass Lively ဒါ RAM ကတော့26မှနဲ့တန်းစင်းစုံထဲမှာရှိတယ်ပေါ့နော်ဒီနှစ်တင်းရပထမအကြောဆော့လာတဲ့ပွဲစဉ်ကိုကြည့်မယ်ဆိုလို့ရှိရင်တော့ RAM ကမှ LANS က2ဇီနဲ့နိုင်ထားတာတွေ့ရပါတယ်လက်ရှိ LANS အတင်းရဲ့ Carafon 5ပွဲကိုကြည့်မယ်ဆိုလို့ရှိရင်တော့3ပွဲနိုင်တဲ့ပွဲရှုံးထားပါတယ်ရှုံးထားတာကတော့ Li Haba ကို4-3နဲ့ရှုံးတယ် LINE လေးအတင်း1ဇီနဲ့ရှုံးထားတာတွေ့ရပါတယ်လက်ရှိ RAM အစတင်ရဲ့ Carafon 5ပွဲကိုကြည့်မယ်ဆိုရင် တပွဲနဲ့တပွဲတည်းရေးတုံးမဲ့ရှုံးထားတယ်ဗောနော်ဒီရှုံးထားတဲ့ပွဲစဉ်တွေမှာဆိုကိုတော့မတွင်ထားဘူးဗောနော်မိုနာကိုအော်ရှယ်ဆွတ်စ်ဘော့ဗောနော်ဒီအသင်းတွေကိုသူရှုံးထားတာတွေ့ရတာဗောနော်ဒီနှစ်တင်းရကျွန်တော်ဟက်တူဟက်၅ချိန်ကိုကြည့်မယ်ဆိုလို့ရှိရင်တော့ lens အသင်းကအများအားအတန်စီးရတာတွေ့ရတယ်ဗောနော် lens အသင်းက212ဆိုတော့ရလာမြင်နေအများအားနိုင်ထားတာမျိုးတွေ့ရပါတယ်ဒီနှစ်တင်းရနိုင်ချင်ရအောင်မှာတော့ lens အသင်းက 69ရာခိုင်နှုန်းဆိုမှပေးထားတာလည်းတွေ့ရပါတယ်။ဒီမှာဖွင့်ထားတဲ့ကိုပေါင်းကြီးတွေကိုကြည့်မယ်ဆိုလို့ရှိရင်တော့ကျွန်တော်မင်းနဲ့ကိုစရာတော်တွင်မှာဒီပွဲစဉ်မှာဖွင့်ထားတဲ့ကိုပေါင်းကြီးအနည်းငယ်ကုံ3ခီတော့ရောက်သွားနိုင်ချေရှိတယ်ဆိုတော့ကြေးဖွင့်ထားပါတယ်။ lance အတင်းကတော့ဒီပွဲစဉ်မှာအနည်းဆုံးပေါ့နော်နှလုံးတော့ထည့်မယ်ပြီးလို့ရှိရင် rams အတင်းအနည်းဆုံးတစ်လုံးတော့ရပါတော့ဖြည့်ဖြည့်မယ်ဆိုတဲ့ခြေဖွင့်တာပေါ့နော်ဒီပွဲစဉ်မှာဖွင့်ထားတဲ့ level 30နှလုံး90ပေါ့နော် ော်ဒီပွဲစဉ်မှာကျွန်တော်ကဘောနော် body မှာ ancient သိမ်းတဲ့ lance ပဲကြိုက်တယ်နော် lance နဲ့ကျွန်တော်ဘူပေါင်းအပေါ်ကြိုက်တယ်2-1လောက်နဲ့ပြီးမလို့ကျွန်တော်ယုံကြည်မိတယ်ဗောနော်2-1နောက်ထပ်ပွဲစဉ်တစ်ပွဲကတော့ဒါ England Championship ပွဲစဉ်တစ်ပွဲဖြစ်တဲ့ Burnley နဲ့ Norwich တို့ပွဲစဉ်ဖြစ်ပါတယ်ဒီပွဲစဉ်မှာ Burnley အတင်းအတလုံး30နဲ့9ပေါင်းနှလုံး80စားပါဗျာအဘန်လေးအတင်းကတော့ဒီရာဒီကျွန်တော်ပရီးမီယာလိဂ်ဒါရိုက်တန်တက်ဖို့ကြိုးစားနေတဲ့အတင်းတင်းထဲမှာပါတယ်ဗောနော်အဆင့်နှစ်မှာရှိတဲ့85မှာ နောက်ဝိရှ်အတင်းကတော့90နဲ့ဘုံမှာတိုင်းမစင်းတော့ဘူးဗျာနောက်ဝိရှ်ကတော့ဖန်ကျင်လို့ခံလာမယ်ပေါ့နော်အပွားကျွန်တော်ကိုဗင်ထရီနဲ့ဆိုရင်ဆယ်မှတ်ခွာတယ်ပေါ့ဗျာတပွဲတွေလည်းယာရီကွန်ကနီးပြီဆိုတော့နော်တတင်းတတင်းတိုင်းမစင်းရရေးပေါ့နော်ချန်ပီယံဖြစ်ရေးပေါ့ပြန်လာကြိုးစားနေတာတွေ့ရတာပေါ့နော်ဆိုတော့ဒီနှစ်တင်းကပထမအကြောပွဲစဉ်ကိုကြည့်မယ်ဆိုရင် ပထမအချော့မှာတော့ဒါဘန်လင်အတင်းက21ဆိုတဲ့ရလာနဲ့ Norwich ပြန်မှနိုင်ထားတာတွေ့ရတယ်လက်ရှိဘန်လင်အတင်းရဲ့ Carabao 5ဘွဲကိုချိန်မှတ်ပြန်3ဘွဲနိုင်2ဘွဲတည်ရပေါ့နော် Norwich အတင်းရဲ့လက်ရှိ Carabao 5ဘွဲကိုချိန်မှတ်ပြန်2ဘွဲနိုင်2ဘွဲတည်ရ3ဘွဲရှုံးထားတယ် Norwich ကတိုက်စစ်တော့ကောင်းပါတယ်နော်တိုက်စစ်တော်တော်လေးကောင်းတာတွေ့ရတယ်ဒီနေ့တင်း head to head တွေကိုကြည့်မယ်ဆိုရင် head to head မှာဆိုလို့ရှိရင်တော့ဒီနေ့တင်းတွေ့ကြတာနောက်ဆုံး5ချိန်မှာဆိုလို့ရှိရင်ဘန်လီအတင်းကအများအားအတားစီးရတာလုံးဝရှုံးထားတာတော့မရှိဘူးပေါ့နော် တရင်နဲ့အနိုင်ရထားတာပဲတွေ့ရတာပေါ့နော်ဒီပွဲစဉ်မှာနိုင်ဂျီးယားတို့မှာတော့ဗန်လီအတင်း60ရာခိုင်နှုန်းဆိုမှပေးထားတာတွေ့ရတယ်ဆိုတော့မင်းနဲ့60တော်တော်မှဖြစ်မဲ့ဂိုးပေါင်းကြီးကိုချိမဲ့ဆိုရင်ဂိုးပေါင်းကြီးထဲမှာတော့အနည်းဆုံးဒီပွဲစဉ်မှာနှလုံးကနေတုံးလုံးထိရောက်မယ်ဆိုတော့ခြေတော့သူတို့ဖွင့်ထားတာတွေ့ရတယ်ပေါ့နော်ဗန်လီအတင်းကနှလုံးလောက်ရမယ်ပြီးရင်နော်ဝိစ်အတင်းကတလုံးလောက်ရမယ်ဆိုတော့ခြေဖွင့်ထားပါပေါ့နော် လက်ကျွန်တော်ဒီ5ဘောင်းချိမှာနှလုံး90နှလုံး80နှလုံး80တွေကကျွန်တော်5ဘောင်းအပေါ်ဖြစ်တတ်တယ်ပေါ့နော်အဲ့ဒီတည်းကြောင့်ကျွန်တော်ကဒီပွဲစဉ်မှာပေါ့နော်ဘန်လေအသင်း2-1နဲ့နိုင်လို့ကျွန်တော်ထင်တယ်ဗျာအဓိက5ဘောင်းအပေါ်ကြိုက်တယ်ဘော်ဒီကတော့ဘန်လေအသင်းကိုရိုက်ချင်လဲရိုက်ကြည့်ပေါ့ပါပါလေးရိုက်ကြည့်ပေါ့နော်အများရိုက်ဖို့အချမ်းမပေးချင်ဘူးအဓိက5ဘောင်းအပေါ်ကြိုက်တယ်ပေါ့နော်ဒီနေ့ကျွန်တော်ရွေးချယ်ခဲ့တာကတော့ RB Leipzig 5ဘောင်းအပေါ်ပေါ့နော်ပြီးရင် Valencia နဲ့ Sevilla မှာဆိုရင်5ဘောင်းအောက်ပေါ့နော်ဦးတင်းနဲ့ အဲ AC Milan ဘွဲ့မှာဆိုဘုံဘောင်းအပေါ်ပေါ့နော် Lance နဲ့ Ram ဆိုမှာဆို Lance နဲ့ဘုံဘောင်းအပေါ်ပေါ့ဗျာဒါဘန်လီနဲ့ Norwich တို့ဘွဲ့တယ်မှာဆိုရင်တော့ဘုံဘောင်းအပေါ်နဲ့ဘန်လီဖပါလေးရဲ့ဘုချနာချန်ပေးရတာပေါ့နော်ညီကိုရအောင်အစဉ်ပြေကြပါစေဘောလုံးဘွဲ့တယ်လည်းပေါက်ကြပါစေဗျာချမ်းမချမ်းသာကြပါစေအားပေးတဲ့အတွက်လည်းတူးတယောက်ချင်းလေးကိုကျေးဇူးတင်ပါတယ်မနဲ့အခါပဲဖြစ်ဖြစ်မားတဲ့အခါပဲဖြစ်ဖြစ်အားပေးခဲ့တဲ့ညီကိုရဲ့အားလုံးပါနော်အားမပေးခဲ့တဲ့ညီကိုရဲ့အားလုံးကိုလည်းကျေးဇူးတင်ပါတယ်ဗျာမြန်မာပြည်ကြီးလည်းငြိမ်းချမ်းပါစေ အားလုံးမင်္ဂလာပါညီကိုရိုနီကောင်းချမ်းမှချမ်းသာကြပါစေ။ဒီနေ့မှာတော့ကျွန်တော်ရွေးချယ်ထားတဲ့ပွဲစဉ်ဟာ၅ပွဲရှိတယ်။ဒီပွဲစဉ်နဲ့တောက်ကြညမှာကမ်းပွဲစဉ်တွေဖြစ်ပါတယ်။ပထမဆုံးအနေနဲ့ဂျာမန်ဘွန်နက်စ်လီဂါတပွဲဖြစ်တဲ့ဘူဘာကနလိုက်စ်၊စပိန်လာလီဂါဗလန်စီယာ၊စီဗီလာ၊အီတလီစီရီဦးဒီနဲအေစီမီလန်၊ပင်သစ်လီဂူ1လန်စ်နာရမ်စ်၊ပင်ကျွန်တော်အင်္ဂလန်ချန်ပီယံရှစ်ဘန်လီနဲ့နော်ဝစ်တို့ပွဲစဉ်တွေဖြစ်ပါတယ်။ ဥပဒေလိုက်စတဲ့ပွဲစဉ်မှာတော့ဝင်းဝင်းအဆင့်ဖြစ်တဲ့လိုက်စက level 20ရှုံ9350နဲ့ကျွန်တော်စတင်ကြီးတွေပေးထားပါတယ်အစရနေထားကိုကြည့်မယ်ဆိုလို့ရှိရင်အဝေးဝင်အတင်ပတဲ့ဥပါကဆင်းဆက်နေမှာရှိရ38မှာပေါ့နော်။ဒီအတင်းကတန်းဆင်းစရာအကြောင်းမရှိတော့ဘူးဗျာ။ mobilize ကတော့အဆင့်9မှာရှိတယ်45မှာပေါ့နော်။နည်းနည်းထပ်ကြိုးစားရင်သူ0ပါလစ်တွေဝင်ဝင်တနေရာမှာတော့သူရှိနေတာပေါ့နော်။ဒါမှမထပ်ပြီးကြိုးစားမှဆိုရင်သူချန်ပီယံလိဝင်ဝင်တော့လည်းသူ့မှာမျိုးရင်းချက်ရှိရတွေ့နေရတာပေါ့နော်။သူ့အပေါ်မှာတော့ -46 မှာ ဖရန်ဖုတ်48မှာရှိရတွေ့ရတာပေါ့။ဒီနှစ်တင်းရပထမအကြော်လုံးကတော့ဥပအတင်းက51ဆိုတော့ရလနဲ့နိုင်ထားတာတွေ့ရတာပေါ့နော်။ဒီအတင်းကဒီနှစ်တင်းရဒီဟာဒီမှာနှစ်ချိန်တွေ့ထားတာပေါ့နော်။ဒီဇင်ပိုကယ်ကမှလည်းတွေ့ထားတယ်နော်။ပိုကယ်ကမှတော့ Arbilize က1ကြီးဆိုတော့ရလနဲ့နိုင်ထားတာတွေ့ရတာပေါ့နော်။ဒီဟာဒီနှစ်ချိန်တွေ့ထားပါတယ်။လက်ရှိဥပအတင်းရဲ့အဲဂျမန်ဘူနက်စလီကာဆော့ထားတဲ့ကာရာဖောင်နာဘွဲကိုကြည့်မှဆိုရင်တပွဲနိုင်တပွဲတည်းသုံးပွဲရှုံး အရှုံးထားတဲ့၃ဘက်မှာဆိုရင်1 z 1 z 1 z နဲ့၃ဘက်ရှုံးထားပါတယ် union berlin hanoi osberg ကိုရှုံးထားတယ်ပေါ့နော် arbilize ကိုကြည့်မယ်ဆိုရင် arbilize ရဲ့နောက်ဆုံးဆွဲခဲ့တဲ့ german bundesliga ငါးဘွဲကိုကြည့်မယ်ဆိုရင်နှစ်ဘွဲနိုင်တစ်ဘွဲတည်းနှစ်ဘွဲရှုံးနိုင်ထားတာကတော့အင်ကွင်းမှာဖြစ်တယ်ပေါ့နော် dortmund တို့အာ hoffenheim တို့အင်ကွင်းမှာနိုင်ထားတာဖြစ်ပါတယ်ဝေးကွင်းမှာတော့ freiburg ကိုတည်ရှော့တယ်မွန်ချန်ဂလာဘတ်ကို1-0နဲ့ရှုံးထားကြရပါတော့ ဆိုနိုင်ဂျီယာနှုန်းမှာရူပအတင်း39 RV license က48ရာခိုင်နှုန်းဆိုမှာပြီးထားတာတွေ့ရတယ်ဒီနဲ့တင်းရဲ့ head to head နောက်ဆုံးဆော့ကန်5ဂျင်ကိုချိန်မှဆိုလို့ရှိရင်တော့5ဂျင်မှာဆိုလို့ရှိရင်ကျွန်တော် RV license အတင်းက3ဂျင်နိုင်ထားတယ်2ဂျင်ကရူပအတင်းကနိုင်ထားတာတွေ့ရတယ်ပေါ့နော်5ဘော4ဂျင်5အောက်နဲ့2ဂျင်ကြားထားတာတွေ့ရတယ်ပေါ့နော်ဒီပွဲစဉ်အတွက်ကတော့ကျွန်တော်တို့ဒါကိုယ်ကောင်းကြီးကိုချိန်မှဆိုရင်မင်းက90အတွက်မှအနည်းဆုံး3လုံးထိရောက်မှာဆိုတော့ဂျီကိုဖွင့်ထားပါတယ်နော် ပြီးတော့ကျွန်တော်ဝိပအတင်းအနည်းဆုံးတစ်လုံးလောက်တော့ရမှာဆိုတော့ခြေဖွင့်ထားတယ်။ RVLize အတင်းကတော့အနည်းဆုံးကျွန်တော်တစ်လုံးနဲ့နှလုံးကြားထဲမှာရမှာဆိုတော့ခြေဖွင့်ထားပါတယ်ပေါ့နော်။ဆိုတော့ကျွန်တော်3059 3059ဆိုတော့ဂူပေါင်းကြီးရပေါ့နော်ကျွန်တော်အခမတင်ဂူအောင်လည်းဖြစ်တတ်တယ်ပေါ့နော်။ဂူအောင်လည်းဖြစ်တတ်တယ်။ဒါပေမဲ့ level 20ရှုံးဆိုတော့ဒါပေမဲ့လက်ရှိကျွန်တော်ဒီမှာကြည့်မှဆိုရင် RVLize လည်းအဲ့လိုဒီ Caravan ကောင်းနေတာမျိုးလည်းမတွေ့ရဘူးပေါ့နော်။ ဒါဥပအတင်းကလည်း၃ဝက်ဆက်ရှုံးထားတယ်ဆိုတော့ဗောနော်ဒါကျွန်တော်တို့ကဒီပွဲစဉ်မှာကျွန်တော်က20လောက်ရင်းပြီးမှာဗောနော် I realize champion league ဝင်ခွင့်တနေအတွက်တိုက်ပွဲဝင်မလို့ယုံကြည်မိပါတယ်เนาะ20လောက်ရင်းမှာ I realize ထိုးဖို့အကြံပေးခြင်းပါတယ်ဂိုးပေါင်း3လောက်50နိုင်ဆိုတာတော့ဂိုးပေါင်းအပေါ်ပဲဖြစ်ဖို့များပါတယ်เนาะ2-1လောက်နဲ့တော့နိုင်သွားမှာလို့ထင်ပါတယ်ဂိုးပေါင်းအပေါ်ထိုးဖို့အကြံပေးခြင်းပါတယ်